ရုရှားဘက်ကအကူအညီတိုက်ခိုက်ရင်သိဆုံးခဲ့တဲ့မြောက်ကိုရီးယားစစ်သားတွေရဲ့ရုပ်အလောင်းတွေကိုနိုင်ငံကောင်ဆောင်ကင်ဂျောအုံးကစိတ်မကောင်းစွာနဲ့လက်ခံယူနေပုံမှတ်တမ်းတပုံတွေကိုမြောက်ကိုရီးယားကထုတ်ပြန်ပြသခဲ့ပါတယ်။အဲ့ဒီဓာတ်ပုံတွေထဲမှာတော့ကင်ဟာစစ်သားတွေရဲ့ရုပ်အလောင်းတွေကိုထည့်ထားတဲ့ကောင်တလာတွေကိုလက်နဲ့ထိကင်ထားပြီးမျက်နှာညှိုးနေတာကို တွေ့ရပါတယ်။ဒါဟာယူကရိန်းနဲ့တိုက်ခိုက်နေတဲ့ရုရှားတပ်တွေကိုကူညီဖို့မြောက်ကိုရီးယားကစစ်တပ်တွေဆေးလွတ်ခဲ့တယ်ဆိုတာကိုအစိုးရကအထင်အရှားအသိအမှတ်ပြုခဲ့တဲ့ ရှားပါအခြေအနေတစ်ခုလို့ပြောလို့ရပါတယ်။မြောက်ကိုရီးယားနဲ့ရုရှားတို့ကြားကစစ်ရေးမဟာမိတ်အဖြစ်ပူးပေါင်းမှုတစ်နှစ်ပြည့်ကာလမှာမြောက်ကိုရီးယားစီကနေအခုလိုဓာတ်ပုံမှတ်တမ်းတွေထုတ်ပြလာတာဖြစ်ပါတယ်။အဲ့ဒီစစ်မဟာမိတ်အဖြစ်ပူးပေါင်းမှုကိုဂုဏ်ပြုတဲ့ပွဲအခမ်းအနားတော့မြောက်ကိုရီးယားနိုင်ငံရဲ့ပြုံရဲမျိုးတော်အရှိပိုင်းကပြဆက်ယုံကြီးမှကျင်းပခဲ့ပြီးအဲ့ဒဲရုရှားအနုပညာရှင်တွေကပါပူးပေါင်းဖျော်ဖြေခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယားဟာ ရုရှားအတွက်စစ်တပ်တွေကူညီဆေးလုပ်ပေးခဲ့တယ်ဆိုတဲ့ဆွဆွဲချက်တွေကိုအစင်တစညှင်းဆိုခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ရုရှားရဲ့ကိုယ်ကိုယ်ကိုကာကွယ်မှုကိုပံ့ပိုးဖို့တသက်စစ်ကူပေးခဲ့တယ်ဆိုတဲ့သဘောတရားမျိုးပြောင်းလဲပုံဖော်ဖို့ကြိုးစားလာနေပါတယ်။မြောက်ကိုရီးယားဟာရုရှားအတွက်တပ်အင်အား15,000လောက်ပံ့ပိုးပေးခဲ့တယ်လို့ယုံကြည်ရပြီးအဲ့ဒီတဲကအယောက်600ကျော်သေဆုံးခဲ့တယ်လို့4100လောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့တောင်ကိုရီးယား6လက်ရေးကခန့်မှန်းထားပါတယ်ရှင်။